Hello အားလုံးမင်္ဂလာပါ။ Matthew Fredian နေပြန်လဲကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ပတ်စဉ်တင်ဆက်ပေးနေတဲ့ Premier League ပြိုင်ပွဲကြီးဟာဒီပတ်မှာဆိုရင်တော့ပွဲစဉ်17တိကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်က Premier League ပွဲစဉ်17တဲ့ဟာကောင်းတော့ရရာပွဲတချို့ကိုရွေးချယ်ထားပြီးပွဲချုပ်သုံးသပ်ချက်ပြုလုပ်ပေးသွားမှာမို့လို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့အတူအဆုံးထိလိုက်ကြည့်ပေးဖို့ညွှန်နေပါခင်ဗျာ။ဆိုတော့အချိန်လေးဆွဲနေမယ်ဆက်လိုက်အောင်ပါ။ Let's go ။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ Mercury, your shopping partner. ပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ချယ်ဆီနဲ့အိုဘာတန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ချယ်ဆီကဒီနေ့ဘောလုံးယာဉ်ဒီမှာကောင်းတဲ့ချိန်ဆိုအတော်လေးကောင်းတဲ့ခြေစွမ်းမျိုးပြခဲ့ပြီးညနေချိန်ဆိုလည်းတော်တော်လေးကိုထိုးဆင်းသွားတဲ့ပုံစံမျိုးကိုပြခဲ့တယ်အဓိကကတော့ခြေစမိုင်းတည်ငြိမ်မှုမရှိတဲ့ပြဿနာလူငယ်ကစားသမားများနေရာကြောင့် ချင်းဆွမ်းကောင်းတွေကိုတတ်တတ်မှတ်တမ်းမထိန်းသားနိုင်တဲ့ပြဿနာရဲ့ဆီမှာတက်နေတယ်။ခက်ဆက်ပါရနဲ့တော်တော်လေးအားနည်းနေတဲ့ပုံစံမျိုးကိုမြင်တွေ့ရပြီးတုံတန်တိုက်စစ်ကောင်းတဲ့အတင်းတွေလည်းဆိုအများအားပေးကိုတွေခွင့်ပြုနေရတာအမားတွေပြုလုပ်နေတာဟာခြေစစ်တွေအရင်ကြီးတော့ဟိုစိုးရင်စရာကောင်းနေတယ်လို့ပြောလို့ရတယ်။ဆိုတော့တိုက်စစ်ပိုင်းကတော့ပြောစရာအများကြီးမရှိဘူး။ထက်မြက်တဲ့တိုက်စစ်ကသာသာမရှိရဲ။သူဦးကြီးလုံးရင်ကလည်းကောင်းတဲ့ကသာသာမရှိများတယ်။ဆိုတော့ခြေစစ်ရဲ့တိုက်စစ်ကပွဲတိုင်းလိုတွင်းကိုတွေရနေတယ်။ဒါကတော့ခြေစစ်တွေကနည်းနည်းလေးဖြည့်ဆန်နိုင်တဲ့အချက်တစ်ခုလို့ပြောလို့ရတယ်။အခုဦးဝါတန်ကိုအင်ကွင်းမှာကစားရမယ်။ဘက်ကဦးဝါတန်ကတော့လက်ရှိ ပြင်းရည်ပြန်မှာတော်တော်လေးကိုအချိန်နေစိုးနေတဲ့အတင်လက်ရှိအမှတ်ပေးကြရတဲ့အဆင့်20နောက်ဆုံး5ဘွဲဆန်တိုင်းဝင်များလာရတဲ့အတင်ဆိုတော့အချိန်နေကတော်တော်လေးကွာခြားတယ်ဒီနှစ်တင်းကပြီးခဲ့တဲ့ရှိမှာ EFL ဖလားပွဲမှာလည်းဆက်ပြီးဆုံးတွေ့ခဲ့နေတယ်အဲဒီတော့ကတော့ Chelsea က၄ဂိုး၃ဂိုးဆိုတဲ့ရလနဲ့အနိုင်ရထားတယ် ခု Premier League မှာထပ်တွေ့ပြီးအင်္ဂွင်းမှာကစားမှာ Chelsea ရဲ့နေတဲ့ဒီပွဲကိုမဖြစ်မနေနိုင်တဲ့ပွဲလို့တော့ထင်တယ်။ဘာကြောင့်လဲဆိုပြီးခဲ့တဲ့ပတ်က Tottenham Hotspur ကိုဝေကူမှာနိုင်ထားတဲ့ခြေစွမ်းရဆိုဒီပွဲစဉ်ကိုနိုင်မှုကအရင်မခက်ခဲဘူး။ဒါပေမဲ့အဓိကပြဿနာက Chelsea ရဲ့တည်ငြိမ်မှုမရှိတဲ့ခြေစွမ်းပဲဖြစ်တယ်။ဆိုတော့ဒီခြေတည်ငြိမ်မှုမရှိနေတဲ့အနေအထားက Chelsea ကိုအများကြီးဆွဲချသွားနိုင်မလားဆိုတာကနည်းနည်းလေးပြန်ပြီးစဉ်းစားကြရလိမ့်တော့ဖြစ်တယ်။တစ်ဖက်က Uber Dan ကတော့ကြီးကြီးမားဒုက္ခပေးနိုင်စရာမရှိဘူးဆိုပေမဲ့တန်းစီဆုံးယုံအားလေးကိုတော့တစ်ချက် ကြည့်ရမယ်ဒီပွဲစဉ်ကအရန်ကြီးတော့ပြိတ္တတွေကိုရပတွေပါပေးမယ်တော့မထင်ဘူးဆိုတော့ချဲစီနေနဲ့ဒီပွဲစဉ်ကိုတက်တောင်တက်တာနဲ့တော်တန်ဟောစပါတုံးကခြေစွမ်းနေတာဆို AC အနိုင်ယူရနိုင်မလို့ထင်တယ်ကျွန်တော်ဒီပွဲစဉ်ကိုချဲစီနေနဲ့ရတင်ရတိုက်တဲ့၃မှတ်မို့လို့ရအောင်ပဲယူရမယ်လို့ထင်ပါတယ်ကျွန်တော်ချဲစီနေပဲရက်သေးချင်ပါတယ် ဒုတိယမြောက်ပွဲစဉ်အနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ဆန်နနာနဲ့အာဆင်နယ်တင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီနေ့တင်းကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။အထူးဖြင့်ဆန်နနာကိုစပြောကြရအောင်။ဆန်နနာကဒီနေ့မှအတန်းတက်လာတဲ့တင်းဒါပေမဲ့သူတို့ကစားနေတဲ့ပုံစံဟာတန်းတက်အတင်းတင်းနဲ့လုံးဝမတူဘူး။ ီမီယာလိဂ်မှာအရင်ကအတွေ့အကြုံတွေအများကြီးရှိခဲ့ဆုံးပဲပီမီယာလိဂ်နဲ့ဝေးကွာနေတဲ့အရာကတော်တော်များနေပြီနှစ်ပေါင်းလည်းအများကြီးကြာခဲ့ပြီဒါပေမဲ့ပြန်တန်းတက်လာတဲ့အချိန်မှာဆန်နန်းလိုင်းရဲ့တုံ့ပြန်မှုကတော်တော်လေးကိုအံ့အသက်ပြရာကောင်းတယ်လက်ရှိဆယ်ပွဲကစားပြီးချိန်မှာမတ်ပြရဲ့အဆင့်လေးနောက်ဆုံး၅ပွဲပီမီယာလိဂ်မှာတပွဲပဲရှုံးထားတယ်ဆိုတော့ခြေစွမ်းပိုင်းကတော်တော်လေးကိုကြစ်ကြစ်လေးလေးမမာကြောကြောနဲ့ကစားတတ်တယ်တွေ့ခဲ့တဲ့အတင်းတွေမှာလည်းအတင်းကြီးတွေပါတယ်အတင်းကြီးကိုလည်းအများနဲ့ဒုက္ခပေးခဲ့တယ်ဆိုတော့အနီထားဆန်နလန်အနေနဲ့တော်တော်လေးကိုဒီနေ့မှာဆိုတိုးတက်လာတယ်လို့ပြောလို့ရတယ်အတင်းလိုက်စုစုပုံအားကောင်းတယ်တပွဲရှင်း အဲဂိမ်းပိုင်ဂိမ်းကစားရတဲ့နေရာမှာ match plan နဲ့အရင်အလုပ်ဖြစ်တယ်ဆိုတော့ final line အနေနဲ့တော်တော်လေးကိုပုံစံကောင်းရနေတယ်လို့ပြောလို့ရတယ်လက်ရှိအနေထားကတော့အတင်းကြီးတွေကိုတော်တော်တင်းနေဆိုရင် easy အနိုင်ကန်တော့နိုင်တဲ့ပုံစံမျိုးကိုကျွန်တော်မြင်တွေ့ထားရတယ်ဆိုတော့ final line အနေနဲ့စူးစိမှုအားကြည့်လင့်မှုအားကတော့အင်ကွင်းမှာဆိုပိုပြီးကောင်းတာကိုလည်းမြင်တွေ့ရတယ်အခုအင်ကွင်းမှာ Arsenal လက်ခံကစားရမယ်တစ်ဖက်က Arsenal ကိုပြန်ကြည့်ကြအောင်တစ်ဖက်က Arsenal ကတော့လက်ရှိ Premier League မှာ form အကောင်းဆုံးတင်း Premier League တွေမဟုတ်ဘူးတော့ပါမှာတော်တော်လေးကိုတောင့်တင်းတဲ့အသင်း ခန့်စမိုင်းကပေးကိုးဆိုတာဘာလဲလို့မေးယူရလို့ရှိရင်တော်တော်လေးချစ်ချစ်လေးလေးဖြစ်နေရတဲ့ဆိုတော့ဆက်ပီကနေဂိုးယူနိုင်တယ်ဒါကလည်းအာဆနယ်ရအတာချက် open play ကနေဂိုးမရလို့မရရင်အဆပ်ပြရနေရအောင်ကိုရှာတတ်တယ်ပွဲတပွဲကိုဘလုံးနိုင်အောင်ကဲရမလဲအာဆနယ်ကောကောင်းတည်ရဲ့ဆိုတော့ဒီနေသားကအာဆနယ်ကိုဂိမ်းပိုင်ကအများကြီးပြောင်းလဲစေခဲ့တဲ့အချက်လို့ပြောလို့ရတယ်လက်ရှိပြည်မြိုင်မှာလည်းချန်ပီယံဖြစ်ဖို့ရည်ပန်းအစားဆုံးတင်ဖောင်ရအကောင်းဆုံးတင်လို့ပြောလို့ရတယ်ဒီနေ့တင်တွေ့ဆုံမှုကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ် ဂိမ်းပိုင်ဂိမ်း match plan အရင်ကောင်းတဲ့ဆန်နလန်ဒီပွဲမှာအင်္ဂွေမှာအာဆင်နယ်ဘလို့အခံစားမယ်စသစရာကြီးတော့အများကြီးရှိရယ်အာဆင်နယ်နေနဲ့လည်းဖောင်းပွဲအဝေးကွင်းတစ်ခုထပ်ပြီးဖြေရမယ်အင်္ဂွေကတော်တော်လေးတောင့်တင်းနဲ့မာကြောတဲ့ဆန်နလန်ကိုအဝေးကွင်းမှာတွားကစားရမယ်ချန်ပီယံဖြစ်ဖို့ဆိုဒီလိုပွဲတွေကိုလည်းဖျက်သန်းရမယ်နိုင်အောင်လည်းကန်ရမယ်အာဆင်နယ်နေနဲ့ဒီပွဲစဉ်မှာအများကြီးခက်ခဲနိုင်တယ်ဆန်နလန်ဟာဂိမ်းပိုင်ဂိမ်းအရင်ကောင်းတဲ့တင်းဖြစ်တာကြောင့်အာဆင်နယ်ကိုလည်းတန်းတစ်ခုရှိရစီတုံ့ပြန်ကစားဖို့ကြိုးစားလာမှာတော့အသေးချာပဲဆိုအာဆင်နယ်နဲ့ဒီပွဲစဉ်တေချာပေါက်ခက်ခဲလိမ့်မယ် ရမအားဖြင့်တော့အများကြီးအဲဆန္ဒနဲ့နဲ့မျောလင်းထားလို့မရဘူးတစ်ဖက်ကအာဆင်နယ်ကတိုးထက်အများကြီးပူပြီးဖောင်ကောင်းတဲ့အသင်းဖြစ်တာကြောင့်အင်ဂွမ်ကအနေထားတစ်ခုလည်းတုံ့ပြန်ဖို့ဆန္ဒနဲ့နဲ့ကြိုးစားလာလိမ့်မယ်အာဆင်နယ်ကတော့ဒီဝက်စင်မှာတီတမတ်တို့ဘာလို့ချီချော်ရလို့မရဘူးမဖြစ်မနေသုံးမှန်ရအောင်ယူရဖို့လိုတယ်ဘာလို့တစ်ဖက်ကမဆင်းတဲ့ဒီဘက်ကိုတွေးဆောင်နေတဲ့အချိန်မှာအာဆင်နယ်နေနဲ့ဒီပွဲစဉ်ကိုမဖြစ်မနေအနိုင်ကစားရဖို့လိုတာကြောင့်ဘလောက်ပဲခက်ခဲတွေဖြစ်ပါစေအာဆင်နယ်ဒီပွဲစဉ်မှာလည်းထပ်ပြီးသုံးမှန်ရအောင်မလို့ကျွန်တော်တော့ထင်တယ်ကျွန်တော်အာဆင်နယ်နဲ့တူရတည်ကြည့်ရှိမှာလေ နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Tottenham Hotspur နဲ့ Manchester United တို့ရဲ့ပွဲဖြစ်ပါတယ်။ Tottenham Hotspur အကြောင်းကိုစပြီးပြောကြရအောင်ပါ။ Tottenham Hotspur ကယာဒီအစတုန်းကတော်တော်လေးဖောင်ကောင်းခဲ့တယ်။ရလပိုင်းကလည်းတော်တော်လေးအားရစရာကောင်းခဲ့တယ်ဆိုပေမဲ့နောက်ဆုံးဖောင်နေရတော့ Premier League မှာတော်တော်လေးကိုရိုင်းနေရိုင်းနေဖြစ်လာတယ်။ကြရချန်ပီယံလိမှာပြန်ပြီးနိုင်လာတဲ့ဆိုပေမဲ့ပရီးမီယံလိဖောင်ရတော်လေးအားမရနေတာကတော့အမှန်ပဲ။တော်မန်ဖရန့်အနေနဲ့စပါရဲ့ဒီတည်ငြိမ်မှုပြတ်နေတဲ့ကွင်းလယ်ကိုပြန်ပြီးပြင်ဆင်ရလိမ့်မယ်။အဲတော်မန်နေရတဲ့ဆင်စလာအလုံးမဖြစ်ဘူး။ဝမ်ပဲကုတုကြောက်တဲ့ရုံးကန်နေရတဲ့ပုံစံမျိုးကို အဲမြင်တွေ့နေရတယ်ဇာဗီဆိုင်မနိုအထိုင်မကြသေးတာကြောင့်ရောတိုက်စပိုင်းမှာဒီကိုလိုမူဝါနီတို့ရုံးကန်နေရတာကြောင့်ရောတော်တန်ဟော့စပါမှာဘဒူဘူးသွင်းပေးမှာလဲဆိုတဲ့ပင်တိုင်းအဖြေမရှိနေဘူးဆိုတော့ဒါတော်တန်ဟော့စပါရဲ့အဓိကလိုအပ်နေတဲ့အကြီးမားတော့အစိတ်ပိုင်းလို့ပြောလို့ရတယ်။တပတ်ကယူနိုက်တက်ကတော့တော်တန်ဟော့စပါနဲ့မတူဘူး။အရာဒီဆောင်တော်တော်လေးဖောင်ဝင်အာမကောင်းခဲ့ဘူးဆိုမဲ့နောက်ဆုံး၅ပွဲပြင်းပြလိုက်ဖောင်ရတော်တော်လေးကိုရတန်မန်လာလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာဒီတွေတော့ငါနဲ့မတူတဲ့ United ကိုခံစားမိလာတယ်အမိုးရီရဲ့ system အောက်မှာပို့ပြီးအသားကျလာတဲ့ United လို့ကျွန်တော်မြင်လို့ရလာတယ်ဆိုတော့ United နေနဲ့ဒီပွဲစဉ်မှာလည်းပြီးခဲ့တဲ့ ပတ်ကအမတ်ဆုံးချုံတာလာကိုဒီမှာအမတ်ပြန်ပြီးအမတ်ရဖို့စူးစမ်းလိုက်မယ်ဆိုတော့ဖောင်ရတော့ညွတ်တကနောက်ဆုံးဖောင်နေရပူကောင်းလာတဲ့အတင်တော်တောင်စပါကတော့နောက်ဆုံးဖောင်ရမတိမငင်ဖြစ်လာတဲ့အတင်လို့ပြောလို့ရတယ်အဓိကအားဖြင့်တော့တော်တောင်စပါရဲ့အိမ်ကွင်းမှာကစားရေးအတိုင်းတော်တောင်စပါကပြီးခဲ့တဲ့ယာရီတုန်းကလို့ United ကိုအထင်သေးတာလို့မရဘူးပြီးခဲ့တဲ့ယာရီတုန်းကလို့ United ကိုဒုက္ခပေးဖို့မလွယ်ဘူးလို့မြင်တယ်ဆိုတော့ United အနေနဲ့ဒီပွဲစဉ်ကိုနောက်ဆုံးဖောင်နေရရော တော်တော်များများစွာရဲ့မတိမငြိမ်ဖြစ်နေတဲ့အခြေအနေအရောပို့ပြီးဒုက္ခပေးလာနိုင်တယ်။အဓိကကတော့အန်ဘူးမူကူညာတို့တော်တော်လေးပုံစံကောင်းရနေတဲ့အနေထားမှာ United ဟာစပိုင်းရဲ့ယူရင်းနေတဲ့ Queen Lane နဲ့ Kansas ကိုဒုက္ခပေးနိုင်ဖို့ဆိုတာအရင်ကြီးခက်ခဲမနေဘူးလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာစပိုင်းအင်ကွန်းမှာကစားရမယ်ဖြစ်တည်တိုင်း United ဟာလည်းတန်းတစ်ခုမှရှိနေတဲ့အသင်းဖြစ်လာတာကြောင့်ဒီပွဲစဉ်ကို United အများကြီးဒုက္ခပေးသွားနိုင်မလို့ထင်တယ်ကျွန်တော်တို့ဒီပွဲမှာတော်တော်များများစွာပြီးခဲ့တဲ့နေ့တွေတုန်းကတော့အနိုင်ရသွားနိုင်မယ်လို့တော့မထင်ဘူး။ဒီပွဲစဉ်ကဖြစ်နိုင်ဆုံးတည်ရလာလို့ပဲထင်ပါတယ်။ကဲဒီပွဲရဲ့နောက်ဆုံးပွဲစဉ်အကောင်းဆုံးပွဲစဉ်မြေကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ မန်ချက်စတာစီးတီးနဲ့လီဗာပူးလို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့မန်ချက်စတာစီးတီးကိုစားပြီးကြည့်ကြအောင်ပါမန်ချက်စတာစီးတီးကအရာဒီအဆောင်ကနည်းနည်းလေးရိမ့်ရိုင်ခဲ့တဲ့ပုံစံမျိုးကိုမြင်ခဲ့ရပါမယ်နောက်ပိုင်းပွဲစဉ်တွေမှာပြန်ပြီးတည်ငြိမ်လာတယ်အထူးဖြင့်ကိုယ်လည်းမှာရူရီပြန်ပါလာနဲ့မြန်မာစီးကြီးကသားပုံပြန်ပြီးတည်နေလာတယ်ဒါပေမဲ့ဟန်ချက်အရင်ညီနေရမျိုးတော့မခံစားရသေးဘူးပြီးခဲ့တဲ့ရာကြီးတုန်းကစီးတီးကိုမြင်ရတာမျိုးနှုတ်ပြလက်ဆက်တဲ့ခံစားချက်မျိုးတော့ကျွန်တော်မရသေးဘူး အမသီနီမှာလည်းနေပြဿနာတက်နေတဲ့ပိုင်းလေးရှိရဲအဲ့ဒါကတော့ပရီးမီယာလိဂ်မှာဆိုအလင်ဟာလန်ဂိုးမသွင်းဘယ်သူဂိုးသွင်းမှလဲဆိုတော့အဖြေကိုမသီနီနဲ့အခုထိအဖြေမရှာနိုင်နေဘူးဂျာယက်ကချန်ပီယံလိဂ်ပွဲမှာတော့ FIFA နဲ့တော်တော်လေးခြေစွမ်းပြသွားခဲ့တယ်ဆိုပေမဲ့ပွဲတိုင်းခြေစွမ်းတည်ငြိမ်မှုမရှိနေတာကလည်းမသီနီကိုဂျင်းထဲကျတဲ့ရောက်စေတယ်ဆိုတော့မသီနီနဲ့နောက်ဆုံးဖောင်တွေကပြန်ကောင်းလာမှန်တယ်ပရီးမီယာလိဂ်နောက်ဆုံး၅ပွဲမှာ၄ပွဲထိအနိုင်ရထားတာမှန်တယ်ဆိုပေမဲ့အဲကစားပုံအရတော့လိုအပ်ချက်လေးတရှိုးကတော့ရှိနေသေးပဲအဲအရင်ယာရီဒီလုံးကလိုအကောက်မှုရှိမနေဘူးဆိုတော့ကျွန်တော်လက်ခံထားရမယ်တစ်ဖက်ကလိုပါဘူးကတော့မသီနီနဲ့ပြောင်းပြန် ယာယီစားတော့အတော်လေးကိုတည်ငြိမ်ခဲ့တယ်ကစားပုံရလဲအကောင်းခဲ့တယ်ဆိုမဲ့နောက်ပိုင်းပွဲစဉ်မှာပြန်ပြီးအားရောပါတယ်ဘလောက်တိချင်းနေဆိုးွားလဲဆိုနောက်ဆုံးပြင်ပြလိုက်၅ပွဲမှာတပွဲပဲနိုင်လာတယ်ဒါပေမဲ့နောက်ဆုံးပြန်ပွဲဆိုနှစ်ပွဲမှာတော့ပြန်နိုင်လာတယ်ရီယယ်မက်တစ်ကိုပြန်နိုင်ခဲ့တဲ့ပွဲမှာဆိုလီဗာပူးရဲ့ကစားအားကိုကျွန်တော်တို့တော်တော်လေးကောင်းတောင်မြင်တွေ့ရတယ်ရီယယ်မက်တစ်ကိုအတင်းကိုလီဗာပူးကစားွားတဲ့ပုံစံကတော်တော်လေးအံ့မခံပဲဆိုတော့ဒါကအန်ဖီမာမို့လို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လက်ရှိကတော့မန်စီးတီးကိုသူတို့အဝေးကမှာတက်ကစားရမယ်မန်စီးတီးကလီဗာပူးကိုအိမ်ခွင့်မှာကစားရမှာဖြစ်တယ်နှစ်တင်း ်ရက်တည်မှုအနေထားကတော့အစင်းနဲ့အစင်သုံးရက်မကွာချမှုကအလောက်ကြီးမရှိဘူး။နိုင်တဲ့တင်ရအောင်ဆင်းမရမယ်။ဆိုတော့အဲ့အနေထားမှာဘယ်တင်ရမှာအမားလုံးမလို့ကျွန်တော်တော့မထင်ဘူး။အတူတူမန်ချက်စတာစီးတီးကအင်ကွင်းအားသာချက်ရှိတဲ့အနေထားမှာဒီပွဲစဉ်ကိုဖြစ်မနေရလာကောင်းဖို့ကြိုးစားလာလိမ့်မယ်။နောက်ဆုံးဖောင်ရလည်းမစီးတီးကပူပြီးအားသာနေတဲ့အတင်းတို့ကျွန်တော်တတ်မှတ်ထားလို့ရတယ်။ဆိုတော့ဒီအနေထားကမစီးတီးအပေါ်တင်းနေတဲ့ကစားလာမှာဖြစ်တဲ့ကြောင့်လီဘာဝအနေနဲ့လည်းအရန်ကြီးလိုလိုကူကူကစားလို့ရမှာမဟုတ်ဘူး။ဒါပေမဲ့ဒီနေ့တင်းတွေးဆောင်လိုက်တိုင်းတော်တော်လေးကိုပွဲရမြင်မြန်ဆိုင်တိုင်းတော်တော်လေးကိုပွဲရနီးစနစ်ပိုင်းကအချိန်ကောင်းခဲ့တဲ့အစဉ်လာတွေလည်းရှိခဲ့ရအောင်ဒီပွဲစဉ်ကိုပြည့်တက်နေတဲ့လက်မလွတ်နိုင်အချိန်တန်လို့ကျွန်တော်တော့ထင်တယ် ကျွန်တော်ဒီဝဲစင်မှာအိမ်ဝင်းအာတာချက်လည်းရှိရဲနောက်ဆုံးဖောင်လေးကလည်းမစတိရပူကောင်းတဲ့အတင်းဖြစ်လာကြောင်းမစတိအင်ရှင်အာတာချက်အိမ်ဝင်းအာတာချက်နဲ့ကိုးကွာချက်ချင်းမြောင်းစွာနဲ့အနိုင်ရအောင်မလို့ထင်ပါတယ်ကျွန်တော်မစတိတဲ့လူချက်တည်ကြည့်ရှင်ပါတယ်ကဲအဆုံးထိကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ပတ်ဒီမှာလည်းပူကောင်းတဲ့အခါသာစီစဉ်နေနဲ့ကျွန်တော်ပြန်လာကြအောင်ပါလို့ Matthew Friday Facebook page လေးကို like follow လုပ်ထားဖို့တောင်းဆိုချင်ပါတယ် YouTube ကအကြည့်မြင်ရင်ညီကိုအနေနဲ့လည်း channel ကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်နောက်ပတ်မှာတူတူပြန်လည်းဆက်တွေ့ကြပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ